တဲ့မင်္ဂလာပါဗျာဒီ PNT နော်ကျွန်တော်ပြီးတော့ကြိုးစားလိုက်ပါရယ်ဗျာမနက်ကတော့လေကျွန်တော်တို့လွဲရပေါ့နော်ဗရိတ်လိုင်းကတော့ကျွန်တော်တွေ့ရှိထားတဲ့ဗရိတ်လိုင်းကတော့မှန်သေးတယ်ပေါ့နော်ဒါပေမဲ့ဘောအချိန်ထဲမှာလည်း၃ရှေ့ချိန်လေးရှိတယ်ကျွန်တော်ဗရိတ်နေတော့တော့မချိုးလိုက်ဘူးပေါ့နော်၃ဗရိတ်ဆိုရင်လည်းကျွန်တော်တို့ခွန်6ဒု1ဒု15တော့ပါတယ်ပေါ့နော်မပါတာဆိုရင်30ရယ်30ရယ်ပါတယ်ပေါ့နော်6လေးရယ်မပါတာပေါ့နော်30ရယ် ုနေတော့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာတင်းနေအောင်နဲ့မင်္ဂလာပါညီဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာဒီနေ့ညနေမှာရောအတန်းရောကြားရလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့မနက်ကလည်းအတန်းရောတိတ်မရှင်းဘူးပေါ့နော် တို့နေတယ်ဗျဟုတ်ကဲ့ပါဗျာနော်အတန်းနဲ့ချက်ပြီးတယ်နေဗျာတန်းတော့ဒီတော့ဒါနိုင်ကုန်ပဲပေါ့နော်ငုံနေရရင်ဒီဟုတ်ကဲ့ပါကွနော်ဒီထုံးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကြွ။ဒီလိုတန်တိုးနေရတော့ညနေကလေးပြတ်နေပြရတယ်ဟုတ်ကဲ့ပါကွနော်။ ာလို့ပြောလို့ဟိုကနေပေါ့နော်ဒီခွန်ကိုးမြေရကျွန်တော်တို့၉ဘိုင်ပေါ့နော်ဒီ၉ဘိုင်ဆိုင်လေးကိုကျွန်တော်တို့ပြန်တွက်မယ်ဗျာကျွန်တော်လည်းအတမ်းမကြားရဘူးတဲ့အတမ်းမကြားဘူးလားဗျာ ကဲ့ပြန်နော်ဒါဆိုရင်ကျော်ဒီမှာဒီခွန်ကိုးတော့ကျွန်တော်တို့ကိုးပိုင်လိုပဲကျွန်တော်တို့ဒီ site လေးကိုကျွန်တော်တို့တွက်ပြမှာပေါ့နော်ကိုမတို့ကလည်းကျိုင်းနေတမ်းမှုရှိရင်တော့သုံးပါဗျဒီမှာ9ရဲ့9ရဲ့ပေါင်းချင်းတီ6ရှင်းနဲ့ဒီက6နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းတီ4ဖြစ်လို့4ရဲ့နှစ်ခက်တီ2နှစ်တီကျွန်တော်တို့ဒီမှာလုံးပိုင်ပြ တော့ဒီမှာနှစ်ပိုင်းမှာကျွန်တော်တို့နှစ်3ဆိုပြီးတော့ဖတ်တယ်ဗျတို့တော့ပြန်ပြီတဲ့ဟုတ်ကဲ့ဗျာကျွန်တော်ဒါဆိုလဲကျွန်တော်ငကြက်ကြီးဖြုတ်လိုက်တော့မှာပေါ့နော် ဟုတ်ကဲ့ဗျာအလုံးမဲ့ကြားလောက်ပြီးထင်ပါတယ်ဗျာနော်မကြက်ဖြိုးလိုက်ပါပြီဗျာဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်တီလဲနှစ်ရဲ့ခွင်းရဲ့ပုံကျင်းတီကိုကိုးနဲ့ဒီကနှစ်နဲ့ပုံတော့တက်ဒီသုံးလုံးပုံကျင်းတီတက်ဖြစ်လို့တက်ရဲ့နှက်ခတ်တီရှေ့ရှေ့တီလဲကျွန်တော်တို့ဒီမှာလုံးပိုင်းဗျာတော့ဒီမှာရှစ်ပိုင်းမှာလဲကျွန်တော်တို့ခွင်းရှစ်ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုကျော်ဒီမှာနောက်တစ်ပင်တီ 6ရဲ့8ရဲ့ပေါင်းချင်းဒီ4 4နဲ့ဒီက3ညာနဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့2ခက်ဒီ2 2ဒီကျွန်တော်ဒီမှာလုံးမယ်ပေါ့နော်ဟောဒီမှာ2ပိုင်းမှာလဲ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျဘုညိုတဲ့ကြားပါပြီတဲ့ဟုတ်ကဲ့ဗျာเนาะကျွန်တော်လည်းနှစ်ချက်ဖြုတ်လိုက်တာပါဗျာဝင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဒါလည်းခွန်ပိုင်းနဲ့ဟုတ်ခဲ့ပြန်တော့ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်တီ1ရက်2ရက်ပုံချင်းတီ3 3နဲ့ဒီရက်3နဲ့ပုံတော့6ဒီ3လုံးပုံချင်းတီ6ဖြစ်လို့6ရက်နှစ်ခတ်တီ9 9ဒီကျွန်တော်ဒီမှာလုံးပိုင်းပြကျော်ဒီမှာ9ပိုင်းမှာကျွန်တော်တို့ခွန်9ဆိုပြီးတော့ထွက်တယ်ပြဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီလုံးပိုင်းဆက်လေးရက်ထပ်ပေးမယ်ဆိုရင်9ရက်ခွန်ရက်ပုံချင်းတီ2 2နဲ့ဒီရက်8နဲ့ပုံတော့3ညာ ဒီသုံးလုံးပုံကျင်းဒီတုံညာဖြစ်လို့တုံညာရဲ့နှက်ခတ်ဒီခွန်းခွန်းဒီကျွန်တော်တို့ဒီမှာလုံးပိုင်ပြဒီရတဲ့၃ခွင်ထိုးရဲဟုတ်ခဲ့ပြန်နော်။အောင်းနဲ့ရှစ်တလုံးပိုင်ပေါ်တဲ့။ကျွန်တော်ကဒီမှာတော့ခွန်ပိုင်ပေါ့နော်။အဲ့လိုမဲ့နားလည်းမလို့ထင်နေပြကျွန်တော်ဒီမှာ6 9 9ပုံချင်းဒီ၄ဖြစ်လို့၄နှစ်ခက်နှစ်နှစ်ပိုင်မှာ2 3ဆိုပြီးထွက်တဲ့။ နောက်တစ်ပင်ဒီနှစ်ခွန်နှစ်ပေါင်းချင်းဒီတစ်ဖြစ်လို့တစ်နှစ်ခက်ရှစ်ရှစ်ပိုင်းမှာခွန်ရှစ်ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ၃၈၆ပေါင်းချင်း၄ဖြစ်လို့၄ရဲ့နှစ်ခက်ဒီနှစ်နှစ်ဒီလုံးပိုင်းမှာကျွန်တော်တို့၉နှစ်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ၃နှစ်၁ပေါင်းချင်းဒီ၆ဖြစ်လို့၆နှစ်ခက်ဒီ၉၉ပိုင်းမှာကျွန်တော်တို့ခွန်၉ဆိုပြီးထွက်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ၈ရဲ့ခွန်ရဲ့၅ရဲ့ဒီ၃လုံးပေါင်းချင်းဒီ တုံညာဖြစ်လို့တုံညာနှက်ခတ်တီခွန်းခွန်းတီလုံးမိုင်ပါဗျ။ဟုတ်တယ်နားလည်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အပြည့်တဲ့မင်္ဂလာပါကြီးတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုရင်ကျွန်တော်ဒီမှာဟိုနေ့ကပဲကျွန်တော်တို့ဝမ်ချိန်ထဲမှာကိုလေးအချိန်ဆိုပြီးတော့လေကျွန်တော်တွက်ပြခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့နေ့ကဒီကိုပိုင်ကမှန်လားသို့မဟုတ်ကျွန်တော်တွက်ပြတဲ့ကိုလေးအချိန်ကပဲမှန်ခဲ့တာလားပေါ့နော်ဒါကြောင့်မို့ကျွန်တော် အဲ့ဒီနေရာမှန်ခဲ့တယ်ကိုလေးအချင်းကိုလည်းကျွန်တော်တွက်ပြပေးဦးမယ်ဗျကြော်ဒီမှာ3ရက်2ရက်8ရက်ပေါ့နော်ဒီ3လုံးပုံချင်းဒီ3ဖြစ်လို့3ပါဝါတီ6 3ရှစ်တီလဲကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီမှာ3ရှစ်အချိန်မှာ2 3ဆိုတော့3ထီတယ်ဒီမှာတော့ကျွန်တော်တို့နှစ်ပိုင်းနဲ့3ရှစ်နဲ့တော့အပြီးပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်တီလဲ၃ညရဲ့၃ညရဲ့ပေါင်းကျင်းတီ၃ည၃ညနဲ့ဒီက2နဲ့ပေါင်းတော့2ဒီ၃လုံးပေါင်းကျင်းတီ2ဖြစ်လို့2ရဲ့ပါဝါတီခွန်း2ခွန်းတီလဲကျွန်တော်ဒီမှာအချိန်ပဲဗျတော့ဒီမှာ2ခွန်းအချိန်မှာလဲခွန်း၈ထွက်တော့ခွန်းထီတယ် ဒီမှာလဲကျွန်တော်တို့၈ပိုင်းနဲ့နှစ်ခွန်းနဲ့တော့ကျွန်တော်တို့အပြီးပေးတယ်ပေါ့နော်ခွန်း၈ဆိုပြီးတော့ထွက်တယ်ဗျဒီတမကြော်ရဲမနက်က16ပတ်တော့လဲ38ချင်းကထွက်တဲ့မမငယ်တဲ့16ရှင်းနဲ့ကတ်ထိုးကြရတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကြော်ဒီမှာ နောက်တစ်ပင်ဒီ9ရဲ့3ရဲ့ပေါင်းချင်းဒီနဲ့နှစ်နဲ့ဒီရဲ့ခွန်းနဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ ကိုရဲ့ပါဝါတီလေးကိုလေးဒီကျွန်တော်ဒီမှာအချိန်မြတ်ကျော်ဒီကိုလေးအချိန်မှာလဲကိုနှစ်ဆိုတော့ကိုထီတယ်ဒီမှာဆိုကျွန်တော်တို့ကနှစ်ပိုင်းနဲ့ကိုလေးနဲ့တွဲရင်လဲဒီမှာကျွန်တော်တို့ကိုနှစ်ဆိုပြီးတော့အပြည့်ပေးတယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီနှစ်ရဲ့ရှစ်ရဲ့ပေါင်းချင်းဒီတုံညာတုံညာနဲ့ဒီရကိုနဲ့ပေါင်းတော့ကိုဒီသုံးလုံးပေါင်းချင်းဒီကိုဖြစ်လို့ကိုရဲ့ပါဝါတီလေးကိုလေးဒီလဲကျွန်တော်တို့ဒီမှာအချိန်မြတ် ဒီနေရာမှာတော့ကျွန်တော်တို့ကိုးပိုင်ကိုကိုးလေးနဲ့တော့အပြည့်တော့ပေးမသွားဘူးသို့ပေမဲ့ကျွန်တော်တို့ဒီကိုးပိုင်ရပဲဒီမှာကျွန်တော်တို့ခွန်ကိုးဆိုပြီးထွက်ပေးရလားသောမဟုတ်ဒီကိုလေးအချင်းရကိုရပဲကျွန်တော်ဒီမှာခွန်ကိုဆိုပြီးထွက်ပြရထွက်ပေးရလားဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီမှာကိုလေးအချင်းဒီလဲမှန်ကန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ1 chain line ကိုလဲကိုင်းမှာဖြစ်တယ်ဗောနော် ဒီကိုလေးအချိန်မှာခွန်ကိုထွက်တော့ကျွန်တော်တို့ကိုထီတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာလည်းဒီဝမ်ကျင်းလမ်းရဆက်ပေးမယ်ဆိုရင်6ရက်2ရက်ပေါင်းချင်းဒီ6 7နဲ့ဒီက9နဲ့ပေါင်းတော့ငါဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါဒီ3ညာ9 3ညာဒီကျွန်တော်တို့ဒီမှာအချိန်မြဒီလေးတဲ့မနက်ကမပေါ့ဘူးနော်တဲ့ပေါ့ချင်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကိုရဲရဲရကြဝေးတဲ့မနက်ကတဲ့ ဒါဆိုရင်ကျော်ဒီမှာဝမ်းကျင်းလေးတွေအတွက်ပြပေးဦးမယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိရင်တော့၃မြောက်ကျွန်တော်ဒီနေ့မှာတော့အခွေပေးမှာဖြစ်တယ်ပေါ့နော်ဟိုတဲတဲ့၈၃၅တဲ့၅၃ညနှစ်ခွင့်ကက်လို့ပြောတယ်လေတဲ့ရကြဘူးလားတဲ့ ဒီနေရာမှာကျွန်တော် လုံးမိုင်လေးတစ်လုံးနဲ့အပေတို့လုံးမိုင်လေးပေါ့နော်အဲ့ဒါလေးလည်းတွဲပြပေးမယ်ဗျာကြော်ဒီမှာ၄ရက်၂ရက်၆ရက်ဒီ၃လုံးပုံချင်းဒီနှစ်ဖြစ်လို့၂ရက်ပါဝါတီခွန်းခွန်းဒီကျွန်တော်တို့ဒီမှာလုံးမိုင်ဗျာ ဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါခွန်အဲ့ဒီခွန်ဒီကျွန်တော်ဒီမှာလုံးပိုင်းပေါ့နော်ခွန်၈ဆိုပြီးတော့ထွက်တယ်ခွန်ပိုင်း၈ပိုင်းမှာကျွန်တော်တို့ခွန်၈ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၃ရဲ့၆ရဲ့၁ရဲ့ဒီသုံးလုံးပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှစ်အဲ့ဒီနှစ်ဒီကျွန်တော်ဒီမှာလုံးပိုင်းဗျကြော်ဒီမှာတော့နှစ်ပိုင်းနှစ်ပိုင်းမှာတော့ကျွန်တော်တို့6နှစ်ပဲထွက်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က ခွင်ရှစ်နှစ်ခွင်ပေါ့နော်ခွင်ရှစ်နှစ်ခွေရင်ကျွန်တော်တို့ဒီမှာခွင်ရှစ်ပါမယ်ဒီမှာလည်းကျွန်တော်တို့နှစ်ကိုလေးခွေရင်ကျွန်တော်တို့ကိုးနှစ်ဆိုပြီးတော့ပါမယ်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၈ရက်၁ရက်ပေါင်းချင်းဒီကို6နဲ့ဒီက9နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းဒီ၄ဖြစ်လို့ဟုတ်ကဲ့ဗျာကျွန်တော်ကတော့ပြရနေပါတော့မီးပြတ်သွားလာတော့မသိဘူးဗျာ ဒါဆိုကျွန်တော်ဒီနေ့မှာလုံးမန်လေးဒီကျွန်တော်တို့2ရက်5ရက်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီအတုံညာနဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတီနှင်းအဲ့ဒီနှစ်တီလဲကျွန်တော်ဒီမှာလုံးမန်ပေးရပြအားလုံးမဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3လုံးပေါင်းချင်းနှင်း2ရက်ပါဝါတီခွန်းအဲ့ဒီခွန်းဒီလုံးပိုင်းကျွန်တော်တို့ခွန်းရှစ်ဆိုပြီးထွက်တယ်3961ပေါင်းချင်းဒီခွန်းခွန်းပါဝါတီနှင်း နှစ်တီလုံးပိုင်းနှစ်ပိုင်းမှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ85ပေါင်းချင်းဒီ4 4ရဲ့ပါဝါဒီ6 6ဒီလုံးပိုင်းကျွန်တော်တို့ခွန်6ဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ဒီမှာကျွန်တော်တို့2539ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီ2နှစ်တီလုံးပိုင်းဗျဒီနေ့မှာကျွန်တော်အခွေနဲ့ပဲပြေးမှာပေါ့နော်ကျွန်တော်ဒီမှာ2953ညအခွေ2953ညအခွေထဲမှာမှကျွန်တော်တို့ ဗရဲအရာဆိုရင်ကျွန်တော်နှစ်ခွန်တီးတကွက်ကောင်းပါဗျ ဆိုတော့ဒီမှာ break line ဒီပေါ့နော်3ရဲ့3ညရဲ့ဒီရဲ့3ညရဲ့ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့တော့ဒီမှာဒီ3နှစ်ခက်ဒီ5 3 5ဒီကျွန်တော်ဒီမှာ break ပြကျော်ဒီမှာ3 5ပြိမ့်မှာ2 3ဆိုတော့ကျွန်တော်တို့5ပြိမ့်ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့2ပိုင်းလေးရှိထားတယ်ပေါ့နော်ဒီလုံးပိုင်းဆိုင်လေးကိုပဲကျွန်တော်တို့ပြိမ့်နဲ့ချုပ်မလားသို့မဟုတ်ဒီဘက်က1 chain line ကိုကျွန်တော်တို့ဒီပြိမ့်ရအောင်ချုပ်ပြီးတော့ပေးသွားရလားပေါ့နော် ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ3ရရဲ့6ရဲ့4ရဲ့ဒီ3လုံးပေါင်းချင်းဒီလဲ3ဖြစ်လို့3နှစ်ခက်ဒီ5 3 5ဒီလဲကျွန်တော်တို့ဒီမှာပြိပြဒီ3 5ပြိမာခွန်8ဆိုတော့ကျွန်တော်တို့9ပြိဒီမှာလဲကျွန်တော်တို့ဒီဘက်က2ခွန်အချိန်ကို3 5ပြိရအောင်တွဲရင်ကျွန်တော်တို့ခွန်နဲ့9ပြိဆိုရင်ခွန်8ဆိုပြီးတော့ပါမယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ9ရက်နေ့ရပုံချင်းဒီ1တင်းနဲ့ဒီက3ညနဲ့ပုံတော့1ဒီ3လုံးပုံချင်း1ဖြစ်လို့တင်းနဲ့ခက်ဒီ8 8ဒီကျွန်တော်ဒီမှာပြိပြဒီ8 8ပြိမှာ9နှစ်ဆိုတော့ကျွန်တော်တို့1ပြိပေါ့နော်ဒီမှာလည်းအဲ့တိုင်းမဲ့ကျွန်တော်တို့ဒီ9လေးအချင်းကို8 8ပြိရအောင် တွဲရင်9နဲ့1ပြိဆိုရင်9နှစ်ဆိုပြီးတော့ပါမယ်ဗျာ ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီလဲနှင်းရဲ့6ရဲ့ပေါင်းချင်းဒီ6ရှင်းနဲ့ဒီရဲ့ရှင်းနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်း6ဖြစ်လို့6နှစ်ခက်ဒီကို6 9ဒီကျော်ဒီမှာပြိပြဒီ6 9ပြိမှာကျွန်တော်တို့ခွန်9ဆိုတော့6ပြိထွက်တယ်ဒီမှာလဲကျွန်တော်တို့6လေးအချိန်ကိုဒီ6 9ပြိရအောင်တွဲရင်ကျွန်တော်တို့6နဲ့6ပြိဆိုရင်ခွန်9ဆိုပြီးတော့ပါမယ်ဗျာ အားလုံးပဲဒီ break line လေးနဲ့နားလိုက်မလို့ထင်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီနေ့ကတော့ကျွန်တော်6 9 break ဒီ break line ကိုရှင်းပြခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီ break line ကဆက်ပေးမယ်ဆိုရင်6ရက်7ရက်ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီက2နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်း9ဖြစ်လို့9ရက်နှစ်ခတ်ဒီ6 9 6ဒီကျွန်တော်ဒီမှာ break ပြ break ကတော့ကျွန်တော်ဒီမှာ9 6ဒီ break ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က2ခွန်9တုံညာခွေရင်လဲကျွန်တော်တို့ပေါက်ကနန်းဖြစ်တယ်ပေါ့နော် ွေးမယ်ဆိုရင်ကျွန်တော်တို့ကနှစ်ခွန်တီဗရိတ်ရဆိုရင်တော့တကွက်ကောင်းဖြစ်ပါလေဗျအဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့ဒီမှာနှစ်ခွန်၅၃ညကို6ချော့ဗရိတ်ရအောင်လဲတွဲပြီးတော့ပေးသွားနိုင်တာပေါ့နော်ဒီ6ချော့ပရိတ်ထရတလုံးနဲ့ပရိတ်ဒီကျွန်တော်ဒီမှာ ကျွန်တော်တလုံးနဲ့တော့ပြဋိပေါ့နော်၈ရက်၃ရက်ဒီရက်9ရက်ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရက်နှစ်ခတ်ဒီ၁အဲ့ဒီ၁ဒီကျွန်တော်ဒီမှာပြဋိ၉နှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၂ရက်၈ရက်ပေါင်းချင်းဒီ၃ညာ၃ညာနဲ့ဒီရက်၉နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းချင်းဒီ၉၉ရက်နှစ်ခတ်ဒီ၆အဲ့ဒီ၆ဒီကျွန်တော်ဒီမှာပြဋိ၇ဆိုပြီးတော့ထွက်တယ်ဗျ ဒါဆိုကြောဒီနေ့မှာ break line ဒီခွင်ရဲ့နှစ်ရဲ့ပုံချင်းဒီကို6နဲ့ဒီရခွင်နဲ့ပုံတော့6ဒီ3လုံးပုံချင်းဒီ6ဖြစ်လို့6ရဲ့နှစ်ခက်ဒီကိုအဲ့ဒီ6ဒီ break ဆိုရင်ကျွန်တော်တို့တကွက်ကောင်းနေနဲ့ဆိုရင်နှစ်ခွင်ဒီကျွန်တော်တကွက်ကောင်းပါဗျဒီနေ့မှာကျွန်တော်တော့ဘောနော်ဖြစ်ချင်းလေးနဲ့တွားမယ်ဆိုရင်ထိပ်စီ line လေးဒီဒီ3လုံးပုံချင်းဒီကျွန်တော်တို့3.89ပုံချင်းဒီခွင်ဆိုပြီးတော့ဖြစ်တယ် ဒီမှာလဲကျွန်တော်တို့ရှင်းနှစ်ခွန်ပေါ့နော်ဒီသုံးလုံးပုံချင်းဒီလဲခွန်ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီမှာဒီ3လုံးပုံချင်းဒီကျွန်တော်တို့ခွန်ဆိုပြီးတော့ထပ်ဖြစ်မယ်ဆိုရင်နှစ်3ပုံချင်းဒီ5ဖြစ်နေတာဖြစ်တဲ့အတွက်ခွန်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျ။ဒါကတော့ကျွန်တော် ထင်မြင်ယူဆကြကြလေးပေါ့နော်ဟုတ်ချင်လဲဟုတ်သွားမယ်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့နော်ကျွန်တော်ဒီမှာနှစ်ပိုင်းလေးတွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ထိပ်စီလိုင်းလေးရှာကြည့်တာပေါ့နော်389ပေါင်းချင်းဒီခွန်း8ခွန်းပေါင်းချင်းဒီခွန်းဒီ3လုံးပေါင်းချင်းခွန်းလို့ထပ်ဖြစ်မယ်ဆိုရင်23ပေါင်းချင်းဒီ9ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့2ထိပ်ထဲမှာပဲခွန်းဖြစ်မှာပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီနှလုံးပေါင်းချင်း1ဒီနှလုံးပေါင်းချင်း3ညာဒီနှလုံးပေါင်းချင်းဒီ5ဒီနှလုံးပေါင်းချင်းဒီ6 1398ခွန်လို့ထပ်ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ3ဒီလဲနောက်ပိတ်ပေါ့เนาะဒီနေ့မှာတော့ကျွန်တော်တော့2953ခွေပူးပါဗျာ ဟုတ်ကဲ့ပါဒီညနေမှာကျွန်တော်တွေ့ပြတဲ့ကဏန်လေးဒီပေါက်ကဏန်လေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ကဏန်ဒီလည်း၄နာရီခွဲထွက်မဲ့ကဏန်နဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးချမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ရသေးတဲ့ကိုမတို့ကလည်း subscribe နဲ့ပေးဖို့တောင်းဆိုပါတယ်ဗျာဒီမှာတော့ကျွန်တော်တို့တကွက်ကောင်းကိုနှစ်ခွန်ဆိုပြီးတော့ပေးပါတယ်ဗျာเนาะအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ